တန်းငယ်လောကရဲ့ရောက်လာရင်လောကရနဲ့ဖက်ရံမဖြစ်ရဘူးရံဖြစ်လို့ရင်ကိုယ်ပဲအမြဲရှုံးတယ်လောကရဆိုတာကိုဖြစ်ချင်တယ်လို့ဖြစ်နေတာမဟုတ်ဘူး तू ဖြစ်ချင်တယ်လို့ဖြစ်နေတာအဲ့ဒါကိုကိုက तू နဲ့အထိုက်လျောက်နေတတ်အောင်နေဖို့ပဲအရေးကြီးတယ်တခါတလေလောကရဟာစီးမခံနိုင်လောက်အောင်မကျေနပ်စရာတွေတွေ့ကြုံရတာမျိုးလဲရှိတယ်ကျေနပ်စရာတွေပဲတွေ့တွေ့ မချေနှက်ဆရာတွေပဲတွေ့တွေ့ကိုကနေတတ်အောင်နေဖို့ပဲအရေးကြီးပါလေသူနဲ့ဖက်ပြီးရံမဖြစ်နဲ့နော်မင်းကောင်းဆရာတော်ဘုရားကြီးရဲ့စိုးမဩဝါဒလူတိုင်းအတွက်လိုက်နာကျင့်ကြံမှုကောင်းတယ်ဒါကြောင့်ဒါအတွက်စကားလက်ဆောင်ဖြစ်ဖေဖေးရေးပေးလိုက်တာဖတ်မှတ်ပြီးသဘောပေါက်နော်လောကရန်ကိုဒေါကံပြီးတော့စိတ်တုန်နေမယ် စိတ်ညစ်နေမယ်ဆိုလို့ရှိရင်ကိုဘွားလက်ထတာအချိန်ကုန်သွားလိမ့်မယ်လောကရံကိုဒေါကံနေပါနဲ့ဘောလုံးတစ်လုံးခတ်ဝေးသာကံပြစ်နိုင်အောင်ကြိုးစားပါလို့အကြံပြုချင်ပါတယ်နောက်တစ်ခုကတော့တာကျမ်းမာရေးဆိုတာအသက်ကြီးတဲ့သူမှသာချုပ်ရင်းချူကြတာမဟုတ်ဘူးအနေထိုင်အစားအသောက်မစင်ခြင်းအိတ်ချိန်မမှန်း ဘာတစ်ခုမှလှုပ်လို့ရှားရှားမလှုပ်တဲ့လူငယ်တွေအတွက်လဲကျမကြီးကခြူကြတာပဲသူတို့တွေကကျမကြီးအတွက်ကိုယ်လက်လက်ချင်းကလှုပ်ဖို့လိုတယ်ဆိုတာလုံးဝမသိတဲ့သူတွေဖြစ်နေတတ်တယ်တကယ်တော့လက်ချင်းကနေလှုပ်မှသာသူ့လက်ပုံးကိုကောင်းမွန်ပြီး အောက်ဆီဂျင်ဓာတ်တွေခေါင်းထဲကိုဝင်မယ်ပိုးဝင်မယ်နေထိုင်ရတာပေါ်ပါဖြတ်လာပြီးစိတ်ကြည်လင်လန်းစမ်းမယ် လေ့ကျင့်ခန်းလုပ်လမ်းလျှောက်တာချက်ချင်းမသိတာနိုင်ပေမဲ့နေ့နဲ့ချီလာတဲ့အခါဘာမှမလုပ်တဲ့သူနဲ့ရှင်ကိုကနုပြူတွက်လက်လမ်းစမ်းတက်ကြွနေတာကိုလုပ်ကြည့်အလိုလိုသိလာလိမ့်မယ်။ဒါကြောင့်လေ့ကျင့်ခန်းလုပ်ဖို့လမ်းလျှောက်ဖို့မမေ့နဲ့တော့ကွန်ပျူတာရှေ့မှာထိုင်ပြီးတစ်ချိန်လုံးကွန်ပျူတာတွေလုပ်နေမယ်။အဲအဲ့ရဲမှာလဲပြီးတော့ဖုန်းပွင့်နေမယ်ဂိမ်းကစားနေမယ် ဒါ ਉਹ ပဲတစ်ဆိုင်မှမှစောစောလန်းလန်းလုံးမယ်ဆိုရင်တော့ကျမ်းမာရေးချွေရင်းတာမှပြီးကြတယ်အဲ့တော့ဘေးလန့်စ်မြအောင်ကျမ်းမာရေးလဲလို့ကိုလုံးသိမ့်လုံးသက်ကလေးလုံးပါလို့တိုက်တွန်းခြင်းနဲ့လမ်းလျှောက်ထွက်ကြည့်တဲ့အခါမှာအသက်ကြီးကြီးတွေပဲတွေ့တယ်လူငယ်လူရယ်တွေမတွေ့ဘူးလူငယ်လူရယ်တို့လမ်းလျှောက်ဖို့မလိုသေးဘူးလို့တို့ချင်လို့လားမသိဘူးပေါ့နော်ကျမ်းမာရေးကိုလဲငယ်ရွယ်စဉ်ဘဝတွေက စတဲ့ထူထောင်တာပါလို့အကြံပြုတိုက်တွန်းတဲ့အနေနဲ့ဒီစာလေးကိုရေးခဲ့တာပါနောက်တစ်ခုကတော့လူလောကရဲ့လူမှုဆက်ဆံရေးအကြောင်းလေးကျွန်တော်ဖတ်ပြခြင်းတာပါပါဒီကောင်လေးနဲ့ယူအပ်လိုက်တာလို့လူကြီးတချို့ပြောစံကြားလိုက်မယ်တကယ်တော့ယူခြင်းနဲ့အာခြင်းမတူဘူးအတိတ်ပဲ꿰တယ်ယူသားတယ်ဆိုတာကကိုမရထိုက်တဲ့အရာတွေကိုမိမျိုးစုံနဲ့လိန်လယ်လဲပြားပြီးမယူတာကိုယူသားတယ်လို့ခေါ်တာ သူများအတင်းပေးလဲညင်းဆန်ရဲတဲ့တတ္တိကိုတတ္တိရှိတယ်လို့ခေါ်တာအဲ့ဒါဆိုတာကတော့အကြအမြင်ဘူးတုဒ္ဒမရှိဘာမှမသိပဲသူများပြောသမျှယုံနေတတ်တာကိုပြောတာယူသားတာကောင်းပါတယ်အဲ့ဒါကတော့မကောင်းဘူးသားယူသားပြီးအနေနဲ့တော့ယူအတယ်လို့မကောင်းအပြောခံရတတ်တယ်ဒါကြောင့်ယူသားပါမအပါနဲ့လို့ဖေဖေတတိပေးခြင်းနဲ့ အဲ့တော့ဒီလိုဘုရားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေစိတ်ကူးကောင်းလေးတွေအတွေ့အခေါ်လေးတွေဒသနာလေးတွေကိုကျွန်တော်သားအတွက်စကားလက်ဆောင်ဆိုတဲ့နာမည်လေးနဲ့ရေးပါတယ်အဲ့လိုရေးတာစာဥပ္ပောအတွဲ့တစ်အတွဲ့နှစ်အတွဲ့သုံးအတွဲ့လေးအတွဲ့ငါးပါအဲ့တော့ဒီမှာရောင်းစေးရတော့ကောင်းတန့်စာပေမှာကြီးညာထားပါတယ်အဲ့တော့ဒါလေးကိုလည်း ကိုသားလေးတွေအတွက်ကိုမြေးလေးအတွက်ကိုတူသားလေးအတွက်ကိုရဲ့တပည့်လေးအတွက်မွေးနေ့လက်ဆောင်ဝယ်ပေးဖို့အကြံပြုတိုက်တွန်းပြရစီတန်ဖိုးကြီးမွေးနေ့လက်ဆောင်ပေးရတဲ့ဆိုင်တော့ဒီဟာလေးကအဲ့လောက်ဈေးမများပဲနဲ့သူ့ဘဝတက်တက်သာအကျိုးရှိသွားမယ်လို့ယုံကြည်ပါတယ်ကြည့်ရှုနေကြသူအားလုံးကျေးဇူးပါ